ိုနီအေးနေဝင်းကိုပိုင်တခွန်ကဒုထောက်ပြီးတောင်းပန်ခဲ့ရတဲ့အကြောင်းရင်းနှကန်းနီမာလူတွေရဲ့အသွဲဆွဲဖြစ်တဲ့ပိုင်တခွန်ကတော့မြန်မာနိုင်ငံရဲ့အမျက်ဆုံးနှုတ်ပညာရှင်လို့ပြောရင်လည်းမားမန်လို့မထင်ပါဘူးနော်ပိုင်တခွန်ဟာမြန်မာနိုင်ငံတွင်းမှာတင်မကပဲထိုင်းကမ်ဘောဒီးယားလာအိုအစရှိတဲ့နိုင်ငံတွေအထိပါကြော်ကြားတဲ့ဒုတိယအဖြစ်ပြီးမြန်မာနိုင်ငံတွေမှာလည်းရုပ်ရှင်ကားတွေရိုက်ကူးနေရတဲ့ဒုတိယဘွဲဖြစ်ပါလေ။လွန်ခဲ့တဲ့ရက်ပိုင်းမှာတော့ပိုင်တကွန်ဟာအင်းနေဝင်းရှင်းမှဒုထောက်နေရတဲ့ပုံတရှိုးဆိုရှယ်မီဒီယာပေါ်မှာပြန့်နှံ့လာခဲ့တာကြောင့် ပိုင်တကွန်ရဲ့ပိတ်ကြော်တွေကတော့တော်တော်လေးဒေါတာထွက်ခဲ့ကြရတာပဲဖြစ်ပါတယ်။ဒီနေဝင်ကတော့အတချိန်ကနာမည်ဆိုးနဲ့ကြော်ကြားခဲ့တဲ့ဘိုးချုပ်နေဝင်ရဲ့အမေးဖြစ်ပြီးအချစ်အချိန်ထိလဲအင်းနေဝင်ဟာလူမုံအများဆုံးခရိုနီတယောက်အဖြစ်သတ်မှတ်ခံထားရတာပဲဖြစ်ပါတယ်။အင်းညီဝင်းရဲ့အခြေစွတ်တွေဟာမြန်မာနိုင်ငံမှာမူးလို့ယူစီရတာမရှိခဲ့ပေမဲ့မိသားစုရဲ့အချိန်ဝါငွေကြေးချမ်းသာမှုတွေကြောင့်ပဲအနှစ်ပညာရှင်တော်တော်များများဟာ ်အင်းနေဝင်ကိုကတ်တွယ်နေကြတာပဲဖြစ်ပါတယ်ပန်တူပန်ကတော့ဆီယာနာတိုင်းပြီးနောက်ပိုင်း905ကကြီးနဲ့စစ်ကောင်စီရဲ့ဖမ်းဆီးထိန်ထိန်ချင်းကိုခံခဲ့ရပြီးပြန်လည်လွတ်မြောက်လာတဲ့နောက်မှာတော့စစ်ကောင်စီနဲ့ပတ်သက်မှုတွေရှိခဲ့တဲ့အပြင်စစ်ကောင်စီကကျင်းပတဲ့ ပွဲလန်းတပင်တွေမှာလည်းပေါ်ပေါ်တည်တည်ပဲပါဝင်ဆင်နွှဲခဲ့တာကြောင့်ဗိတ္တတွေကအပြင်ထံဝေဖန်ခဲ့ကြတာပဲဖြစ်ပါတယ်။ဘသူတွေပဲလောက်ပဲဝေဖန်နေကြပါစီ။ပိုင်တကွန်ကတော့အပေါ်မှာအတိုင်းပဲညပညာလူတို့ကိုဆက်လုံနေခဲ့ပြီးစစ်ကောင်စီနဲ့ဆင်းရဲမှုရှိတဲ့ဆိုတဲ့ပိုင်တကွန်ပေါ်ဆဆွဲရှိတွေဟာလည်းအခုထိရှိနေတုံးပဲဖြစ်ပါတယ်။အဲ့ဒီချိန်မှာပဲအင်းနေဝင်းဟာမော်ဒယ်တယောက်ဆောင်ပိုင်တကွန်ကိုမကျေနပ်တာကြောင့်ဒုထတောင်းပိုင်ခိုင်းခဲ့ပြီးကျိန်မောင်းခဲ့တဲ့ဆိုတဲ့သတင်းတပိုးလူမှုကွန်ရက်ပေါ်မှာပြန်လာခဲ့ပြန်ပါတယ်။ ဆယ်တန်းမှအောင်ခဲပေမဲ့အနုပညာလောကမှာထိတ်ဆုံးရောက်နေတဲ့အနုပညာရှင်များဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်။နံပါတ်၁အနေနဲ့ကတော့ထထမဥပါအပြုံးရှိချိုးပြည်ပြင်းတဲ့တရုပ်ဆောင်မှုတွေနဲ့အနုပညာလောကမှာပြည်သက်တွေရဲ့ရှ िख ခံရဆုံးမင်းသမီးကြီးထထမဥဟာဆိုရင်တော့ဒီမှာအနေနဲ့ပညာရေးမှာအားနည်းခဲပေမဲ့အနုပညာလောကမှာတော့ထိုခေတ်အခါကထိတ်ဆုံးမင်းသမီးလို့ပြောစမပြုရလောက်အောင်အနုပညာမောင်မြင်သူတို့အုပ်ဖြစ်ပြီးတော့အကယ်ဒမီဆုများကိုလည်းရရှိထားသူတို့အုပ်ဖြစ်ပါတယ် ူမရိုက်ကူးပေးခဲ့တဲ့ကြော်ညာများဆိုရင်အတော်လေးကိုအောင်မြင်ခဲ့တာကြောင့်ကြော်ညာမင်းသမီးလို့တောင်တင်စားခံခဲ့ရပါတယ်။သူမအနေနဲ့မိုးကုတ်ကနေတက်လာခဲ့ပြီးတော့မင်းသမီးတလဲဖြစ်ဖို့ကြိုးစားခဲ့ပြီးသူမရဲ့တရုတ်ဆောင်ကိုပိုင်ဟန်ပန်အနေနဲ့ရှစ်စပွဲအပြုမှုများကြောင့်မြန်မာတပြည်လုံးအတိုင်းအတာနဲ့ရှိပြီးတော့အားပေးမှုများစွာကိုရရှိခဲ့တယ်လို့ က်ထက်မိုးဦးခက်လို့တောင်ခေါ်တွင်ရတဲ့အထစ်ကိုအနုပညာလောကမှာအောင်မြင်ခဲ့တဲ့တို့လည်းဖြစ်ပါရဲ့ရှင်မင်းသမီးတက်ထက်မိုးဦးဟာဆိုရင်တော့အခုချိန်ထိလဲလူမှုကွန်ရက်ကလိုက်ဈေးလောကမှာအထူးအောင်မြင်နေပြီးတော့ငွေချာကောင်းပြီးအလှူဒါနအများကိုပြုလုပ်ပြီးတော့ဘဝခီးလန်းကိုရှောင်လန်းနေတူတဲ့ရောက်လဲဖြစ်ပါရဲ့ရှင်နံပါတ်2လွင်မိုးမင်းသားကြီးလွင်မိုးဟာဆိုလို့ရှိရင်လဲပညာရေးအားနည်းခဲ့ပေမဲ့ အနှစ်ပညာလောကမှာတော့တော်တော်လေးကိုအောင်မြင်ခဲ့ပြီးအကယ်ဒမီစုကြီးတွေကိုပါတင်ပါရယူထားနိုင်ခဲ့တဲ့မင်ဒါကြီးဖြစ်ပါတယ်မင်ဒါလွေမိုးအနေနဲ့တချိန်ကမင်းကလေးပိတ်သက်တွေရဲ့အသေးဆွဲမင်ဒါရှော့တူဖြစ်ခဲ့ပါတယ်တခေတခါကအောင်မြင်ဆုံးမင်ဒါထဲမှာရှေ့ဆုံးကတက်ပြီးခဲ့တဲ့မင်ဒါတူဆိုလည်းမမှားပါဘူးပိတ်သက်ကြီးတို့ရဲ့ထိုချိန်ကမြမတန်နဲ့ရုပ်မြင်တန်ကြားမှာသတင်းကြော်ညာသူတူဖြစ်လောက်ကင်နေတဲ့ တော်မေသူနဲ့အိမ်ဆောင်ကြခဲ့ပြီးတော့ယွန်းတီလွင်မိုးနဲ့ယွန်းနေတီလွင်မိုးဆိုပြီးတော့သမီးနှစ်ယောက်ကိုလည်းထွန်ကားခဲ့ပါတယ်လွင်မိုးဟာအနုပညာဒါမကစီးပွားရေးမှန်ပါထူးချွန်ထက်မြက်သူတစ်ယောက်ဖြစ်ပြီးတော့လူတကာအားကြရတဲ့အိမ်ဆောင်ဦးစီးတစ်ယောက်ဖြစ်ပေါ်ခီးလန်းကိုခြောက်လန်းနေတူတူလည်းဖြစ်ပါတယ်ချင်းတရှိ့ပေးတဲ့အတွက်လည်းဗိတ်တက်တယောက်ရှင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်